ဲ script တုန်းကနည်းဘာပြောင်းလဲမှုရှိသွားလဲဆိုတော့အမားတို့တကယ်ရိုက်တဲ့အခါမှာရိုက်ကွင်းစံညွန်ဆိုတာရိုက်ကွင်းစံညွန်ပြင်ဆင်မှုဖြစ်ပေါ်လာတယ်ပေါ့အဲ့ဒါဘာလို့ဖြစ်လာလဲဆိုတော့ actor တွေက script တုန်းကထက် on scene မှာရောက်တဲ့အခါမှာ character ပေါ်သူတို့ချင်းကပ်မှုကပို့ပို့ပြီးတော့မြင့်တက်လာတယ်မြင့်တက်လာတဲ့အခါမှာအမားဘက်ကလည်းသူတို့မှုကိုဆွဲထုတ်လာတာပို့ပြီးတော့အဆင်ပြေလာတယ်ပေါ့နော်ဆော်ရီပြောနေတာသူပြောကြချင် ဲ့လုံးဝပြီးတော့ဘာလို့လက်ထပ်ကြမလဲနော်ပါအဖေတော့ပြင်မပေးရသေးလားဘာလို့မှအမြင်မထက်ရမလဲဒီဇညုံဖတ်ထားတာနဲ့လုံးဝမတူတော့ဘဲနဲ့ပို့ပြီးတော့ကောင်းတဲ့တဆင်အောင်မအောင်ရောက်သွားကြရဲပေါ့နော်အဲရောက်သွားတဲ့အချိန်မှာလဲအမတို့နောက်ကပတ်မိုးပေးရတဲ့ operation အဖွဲ့အနေနဲ့ပေါ့အမတို့ ADA အနေနဲ့တော့အရန်ပြင်မှန်းပါတယ်အတိုင်းလည်းအရန်ပြင်မှန်းပါတယ်အဲ့တော့ပြောချင်တာအရန်ကောင်းနေရပေါ့သူကဆီကနေဟောပေါ့မှာဆိုလို့မတမဲစကားကိုပြောခဲ့တာလေဒီဟာရဲ့ ဘာလဲလူပဲမချတဲ့လူပိုက်ဆိုင်နေတာပေါ့ဟာသူတို့ကသူတို့လေယောက်က character ပေါ်မှာတအားစင်နာရှိတယ် character ပေါ်စင်နာရှိလေသူတို့လုပ်ပေးနိုင်တဲ့အင်အားမြင့်တက်လာလိမ့်မယ်ပေါ့သူတို့ကိုယ်တိုင်ကကွာစူးစမ်းတာပါအဲ့တော့အမအနေနဲ့ကသူတို့ကို control လုပ်ရတာခက်ခဲမှုမရှိပါဘူးတင်းဖို့အရင်ကောင်းပါတယ်အမနဲ့အမ AD နဲ့အရန်ရည်ရတယ်အမတို့ကရရင်အမကတစ်ကနေ7နှစ်ထီကိုပဲအမအကုန်ရိုက်တာ14 15 16 ဟိုအမပတ်ပြေးတာတို့တွေအမတင်တံမိုးရရမယ်ဆိုတော့အမပတ်ပြေးပြီအတားတွေကအမကိုပေးတဲ့ဒီတရုတ်ဆောင်တိုင်းတာမှုကအမပေါ်100%ပေးတာအဲ့တော့အမတွေးထားတဲ့အတွေးနဲ့ကသူတို့ပေးရရင်လည်းအငဲထက်တူမျိုးရှိတယ်အဲ့တော့အဲ့အရာတွေကိုမရရသေးဘူးအရှိရစင်းတွေကိုအမဖြိုထားတဲ့အခါမှာအန်ဒီမှာဘလို့သွားရမလဲဆိုရယ် creative ကိုအမပြန်ပြန်ဝင်တာပေါ့နော်အမလေးမျောလင်းချက်ရှိလားဆိုတော့ဇကားပေါ်တော့အမမျောလင်းချက်ရှိတယ် အမမော်နီတာကြည့်ပြီဆိုရဲပထမဆုံးအမတို့က script ဖတ်တယ်ပေါ့နော် script ဖတ်တဲ့ခါမှာအမ writer တောက်နေတယ်အမဝင်ဖတ်တယ်အတောင်မူးချရဲ dialogue ချရဲအဲ့လိုပဲဒါပေမဲ့တကယ်ရိုက်ပြီဆိုတဲ့ခါမှာ take 2လောက်ဆိုရင်အမကစနုံးမိုင်လင်ဆိုတဲ့မူးကိုအမဖျောက်ပြီးတော့အမက viewer အနေနဲ့ပဲအမကြည့်တာ fan အနေနဲ့ပဲအမကြည့်တာပရိသတ်အနေနဲ့ပေါ့နော်ပရိသတ်ရဲ့ခံစားချက်ကိုအမဘလို့ရလဲဆိုတော့အမအရင်ကိုကိုမွေးတာ မွေးပြီးတော့မှပြိတ္တနေနဲ့ excited ဖြစ်သွားပြီဆိုရင်အမတော်ကအဲ့ဒါ good date ပဲ။တမ်းမရလုံးဝရှိစရာမဟုတ်ဘူး။အဲ့တော့အမတော်ကလည်းအရန်မျှော်လင့်ထားပါတယ်ဒီကောင်။အမတော်ကအရန်အရန်ပင်မန်းတယ်။ပင်မန်းတယ်ဆိုတော့အမဒီ series ကိုပဲအမအအောင်ဆိုင်ထားတာ။တခြားအမရဲ့ကြောင်ညာတွေဆိုလည်းအမဒါပြီးမှအမရိုက်ရိုက်တော့မှာပေါ့။အမမကူဘူးပေါ့နော်။အဲ့တော့ဘလို့ဖြစ်လဲဆိုတော့နောက်ထပ်တော်တော်ကြာမှရိုက်ဖြစ်မယ်ထင်တယ် series ကို။ W Entertainment ကနေပြီးတော့ production နေနဲ့တာဝန်ယူပြီးတော့ M Entertainment မှာပြတ်သားပါမယ်။စီဇန်လန်းလေးမှာပါဝင်တဲ့ character တွေဖြစ်တဲ့ agent မောင်၊စာဝင်ရင်လေး၊ဖုံးတေးကျော်နဲ့ဝေဖြိုးတို့ကလည်းခြားဝေဖြိုးတို့အပြင်အမောက်ခြား production crew အကုန်လုံးကလည်းကို100%အားရင်ထပ်ပို့ပြီးတော့အများကြီးအမောက်ကျူးစားထားရပါတော့။အဲ့အတွက်လုတန်ဇလန်းတော်လေးတကယ်တက်လာတဲ့အခါကျရင်လည်းအားပေးကြပါအောင်လို့အမားတို့တစ်ခွေလုံးကြိုးစားထားပါတယ်လို့ပြောချင်ပါရှင်။